It's fine. It's cool. Okay. In the next 48 hours. ဇလန်းစမှာပြည်စုဆောင်နေတဲ့မျိုးသားနှစ်ဦးတည်းကတတိဆိုတဲ့သူကအစအစာများစုကိုပြားတွေဝိမုတ်ကုတာကနေရတာအလုသမားပြားတွေကအစာတွေကိုအဆက်မပြတ်ရှာဖွေစုဆောင်ပေးနေတာလို့ပြားအချောင်းတီကာချက်နေတာစတင်ထားပါတယ် ဒါပေမဲ့အခုဆိုရင်ဒီပြားတွေနဲ့စားနေရိတ်ခါဂွင်းဆက်ကိုကင်လောက်ချဲလေနေတဲ့ corporation တွေကအရာရာကိုဖျက်ဆလို့ဖျက်စီးလုပ်နေကြပြီသူတို့ကတိရစ္ဆာန်တွေအစုလိုက်ပြုံလိုက်ပျက်စီးခြင်း CCD လို့ဖြစ်အောင်လုပ်နေတယ်လို့ပြောတယ်ဒီ corporation တွေကိုခြေမုံရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့သူညီဝန်ကွဲ audition ဖြစ်နေတဲ့ဒွန်ကိုလက်ချရိုက်နေပါတယ်တချိန်တည်းမှာပဲနိုင်ငံတကာ Osolis ဆိုတဲ့စေဝါကုမ္ပဏီရဲ့ CEO ဖြစ်သူ Michelle Fuller ကတော့သူ့ရဲ့နေစဉ်လုပ်ငန်းဆောင်တာတွေကိုလုတ်ကင်နေတယ် ကိုခံပညာလေ့ကျင့်တာပြေးတာစတဲ့လေ့ကျင့်ခန်းတွေကိုလုပ်နေပါတယ်တက်ဒီနဲ့ဒွန်းလို့ကလည်းဒူတွေကိုချဲလဲနေတယ်လို့သူတို့မှတ်ယူထားကြတယ်ဂျိုသားတွေကိုကဘာငတ်တွေပြန်ပြီးမောင်းထုတ်ရမယ်ဆိုတဲ့ယုံကြည်ချက်နဲ့သူတို့ရဲ့ကိုခန္ဓာကိုကြန့်ခိုင်ဖို့လေ့ကျင့်နေကြပါတယ်တနေ့မှာသူတို့ဈေးဝယ်ထွက်ရင်ဒွန်းကပဝန်းကျင်ကလူတွေဟာဂျိုသားတွေလားလို့မေးတယ်တက်ဒီကဂျိုသားတွေဟုတ်မဟုတ်သိနိုင်တဲ့လက္ခဏာတွေသီးသန့်ရှိတယ်လို့ပြောပြတယ်သူတို့ဟာဆိုင်ကနေဂျိုးတွေနဲ့ဝက်စားတွေကိုဝယ်လိုက်ကြတယ် ။အင်ရောက်တော့တတိကဒီမရှင်မှာသူ့အကူကြီးလို့တယ်။ဒွန်ကသိပြီးညံကောင်းတာကိုသူကလို့ရင်ဘသူမှမသိဘူးတဲ့။ဒွန်ကတော့သူ့ကိုသူမယုံကြည်။ဒါနဲ့တတိကဒွန်ကိုဖတ်ပြီးသူ့ရဲ့ခင်ဆုံးတငယ်ချင်းလို့ခေါ်။သူလုံးတမြတိုင်းကဒွန်ကိုကတင်ဖို့အတွက်ကြီးပဲလို့ပြောပါတယ်။အဲ့ဒီညမှာတတိကဓာတုဗေဒနီးနဲ့သင်္ကုတ္တဆိုပြီးဟော်မုန်းစေးတမျိုးကိုဒွန်းကိုထိုးပေးဖို့ပြင်တယ်။သူတို့ရဲ့ဆွမ်းဆောင်ရည်တွေတိုးပြင်းဖို့အတွက်စိတ်ပိုင်းဆိုင်ရာတုံ့ပြန်မှုတွေအားလုံးကိုရှင်းထုတ်ရမယ်လို့အကြောင်းပြတယ်။ ဂျွန်ကတော့မယုံတော့ယုံတော့သူကနာကက်မှာတယောက်ယောက်နဲ့အတူတူရှိနေခြင်းသေးတယ်လို့ယင်ဖွင့်ပေမဲ့တက်ဒီကစိတ်ခံစားမှုအားလုံးကိုအုံနောက်ကနေထိန်းချုပ်ထားတာလူတယောက်နဲ့တယောက်အတူတူနေခြင်းအောင်မျိုးပွားခြင်းအောင်လှုံ့ဆော်နေတာကအာယုံကြောတွေကြီးပဲအကျော်တွေကလူတွေကိုချဲ့လဲနေတာပါဒါတွေကိုပြန်ထိန်းချုပ်ပြီးကိုယ်စိတ်ရဲ့သခင်ကိုပြန်ဖြစ်အောင်နေရမယ်ဒီလိုနေငါလိုပဲမင်းပြေဝလွတ်မြောက်သွားလိမ့်မယ်လို့ရှင်းပြပါတယ် ဒုံကလွတ်မြောက်မှုဆိုတဲ့အတန်ကိုကြားလိုက်တော့မှတတိပြောမြောက်ကိုအကုန်ယုံကြည်သွားတယ်အဲ့ဒီနောက်တတိကသူ့ကိုဟော်မုန်းစေးထိုးပေးလိုက်ပါလေတစ်ချိန်တည်းမှာပဲမီရှဲဟာသူ့ရုံးခန်းကိုရောက်လာပြီးမတူ क्वे ပြတဲ့လူမျိုးတွေအသွင်ပြင်တွေရှိသလိုကျမတို့ရဲ့နာဂမလည်းမတူ क्वे ပြတဲ့စွမ်းဆောင်ရည်မြင့်တဲ့အင်ဂျင်နီယာတွေဇီဝပညာရှင်တွေဆရာဝန်မျိုးစိတ်သစ်တွေလိုအပ်တယ် ဒီလိုမတူ क्वे ပြရတဲ့ဆိုတဲ့စကားတွေအကြောင်းထပ်နေတဲ့ဇညုံကို तू သိမကြိုက်ပေမဲ့ပြင်ဆင်ရခတာမဟုတ်အဲ့ဒီစကားတိုင်း तू speech ကိုပြည်အောင်ရှိုက်ကူးလိုက်ပါလေပြီးတော့မှဝန်ထမ်းတွေအတွက်လုံနဲ့ပတ်သက်ပြီး तू ချထားတဲ့ဘူဝါဒအစ်စ်တိုင်းတသွေမသိမ့်လို့ဖို့ညွန်ကြားတယ်သူ့မူကတော့ဝန်ထမ်းတွေဟာသူ့ဖီးယားမပါပဲအလုတ်ချိန်တွင်းမှာကိုယ်အသိစိတ်တတ်တဲ့ကိုတာဝန်ထမ်းစေချင်တာခေတ္တစာပြီးဆိုပြီးဝန်ထမ်းတွေကို9နာရီခွဲတာနဲ့မိသားစုနဲ့တူရှိသင့်လို့ရုံစင်းပေးရမယ်လို့ပြောင်းလဲသတ်မှတ်လိုက်တယ် တွေ့တဲ့ဝန်ထမ်းတန်းကလည်းအလုတ်ရှိရင်တောင်မှ9နာရီခွဲဆိုရင်အိမ်ပြန်လို့ရပြီလို့ပြောပြီးသူ့ကားနဲ့တချင်းတကြောကြောဆိုပြီးအိမ်ကိုပြန်လာခဲ့ပါတယ်။သူ့အိမ်ရှေ့ရောက်လို့ကားတွေကနေထွက်ခြုံပုတ်ထဲမှာပုံအောင်နေကြတဲ့တတီနဲ့ဒွန်းတို့ကမီရှဲကိုလွတ်ငိုက်ဖမ်းဖို့အတွက်ဝင်လုံးကြပြီပဲ။ကိုခံပညာတတ်ထားတဲ့မီရှဲကပြန်လဲတိုက်ခတ်လို့ဒွန်းဆိုရင်မှောက်သွားသေးတယ်။ မိရှဲကသူ့အိမ်တကားစီပြေးသွားနိုင်ချိန်မှာတတိကသူ့ကိုလာချုပ်လို့ဒူးစာတထောင်စာတွေကျွေးပြီးခြံထဲကနေပြန်ထွက်ပြေးဖို့ကြိုးစားပြီးမြင်သူ့ခြေထောက်မှာစေးထုတ်အပ်တစ်ချောင်းစိုက်နေတာကိုတွေ့လိုက်ပြီးချက်ချင်းမူမိုက်မေ့လဲကြသွားပါတယ်တတိတို့နှစ်ယောက်ကမိရှဲကိုသူ့ကားနဲ့ပဲပြန်ပြီးဆွဲသွားကြတယ်လမ်းမှာတတိကမီရှဲရဲ့သပင်တွေထဲမှာ GPS လို့ချေအခန်းကိရိယာတွေပွက်ထားနိုင်တယ်လို့တိုက်တိုက်တွန်းတွန်းပြောတော့ဒွန်ကလည်းမီရှဲသတိလိုက်နေလို့သူ့သပင်တွေကိုရိတ်ဂရုံတုံးပစ်လိုက်တယ် ူတို့ဘုတ်ခေါ်ရရောက်တော့သပင်တွေကိုဖုံးနဲ့အတူရောပြီးမီးရှို့ပစ်လိုက်တယ်ဒီဒီချိန်လုံးမှာတက်တီကဒုံကိုတိတ်တော်တယ်တိတ်ညံကောင်းတယ်အဖာဘရင်ကြီးလိုပဲဘာညာနဲ့သူတို့မှားလို့တာမဟုတ်ဘူးလို့ယုံကြည်နေအောင်စီအိုအားပေးနေတယ်လို့ကြားရပါတယ်နောက်တော့မီရှဲကိုဂျိုသားမန်ဘလို့တိတယ်လဲလို့ဒုံကမေးတယ်တတီကမီရှဲရဲ့ခြေထောက်ကမီချဲရဲ့ခြေဘွားကတိတ်နေလက်သေးကွန်ကပါတယ်သွားခေါ်တယ်နားကလည်းတကားကားနဲ့စံသားတိတ်သီးစမြင်မာတာတွေကတက်တေပြနေတယ်လို့ရှင်းပြလိုက်တယ် ဒေါက်တာတက်ဒီရဲ့စိတ်ကူးနဲ့မီရှယ်ဒဂိုလုံးကိုအလားကျပြောက်ဆေးတွေနဲ့လူပေးကြတယ်။ဒါကအာယုံကျော်စနစ်ထဲအာယုံခံနိုင်စွမ်းတွေရှော့ချတာနှိပ်စက်တာမဟုတ်ဘူး။တကယ်တမ်းနှိပ်စက်ခံရတဲ့သူတွေကငါတို့တွေလေမှတ်မိတယ်မဟုတ်လားလို့တော့ပြန်သတိပေးလိုက်ပါလေ။မကြခင်မိစည်းပြေတော့မယ်။သူတို့နှုတ်စလုံးကငွေညစ်ခြင်းနဲ့ပြန်ပေးသမားတွေမှမဟုတ်တာ။ကဘာကြီးကိုကိုလိုနီဂျိုသားတွေလက်ကလော့ကဲတင်ဂျင်နေတဲ့သူတွေဒီတော့ဝစ်စုံကောင်းကောင်းထုတ်ဝစ်ကြတယ် တတိကအချိန်ကြရင်သူပဲစကားပြောမယ်တို့ကတော့နှုတ်ဆက်နေဖို့ကြိုပြီးမှားထားလိုက်ပါတယ်မီရှဲနိုးလာတဲ့အခါသူဘယ်ရောက်နေမှမသိသူတကူလုံးစေးကန့်နေပြီးခရင်ပေါ်ရောက်နေလို့စေးုံလာလို့မင်းမိသေးတယ်တတိကလူသားမျိုးနွယ်ခုခံကာကွယ်ဌာနချုပ်ကနေကြိုးစူပါတယ်လို့တခဏမိတ်ဆက်လိုက်တယ် ငါတို့ကဘယ်ဆိုရကူမှမယုံကြည်ပေမဲ့အန်ဒရိုမီဒန်ဂျိုသားဖြစ်တဲ့မင်းကိုတော့ဂျနီဗာကွန်ဗင်းရှင်းနဲ့ညီလူခွင့်ရေးဆိုင်ရာဥပဒေနဲ့ညီလိုက်နာဖို့ငါတို့အစွမ်းကုန်ကြိုးစားပါမယ်လို့ဂရိပြုလိုက်သေးတယ်။မီရှယ်ကသူ့ကိုဘာကြောင့်ကတုံးရိုက်တယ်လဲလို့မေးလိုက်တော့မင်းရဲ့မိခင်ဂျိုနဲ့ဆက်သွယ်လို့မရအောင်ပေါ့လို့ရှင်းပြတဲ့ပြင်အလက်ကျပြောက်စေးတွေလူပေးထားတာကိုပါထည့်ပြောလိုက်ပါတယ်။မီရှယ်ကငါဘသူ့ကူမှချင်းချောက်တာမဟုတ်ဘူး။ ဒါပေမဲ့သူဟာအရေးပါတဲ့ corporation က CEO တူဖြစ်တဲ့အတွက်48နာရီအတွင်းမှာရဲနဲ့ FBI ကသူ့ကိုပိုက်ဆိုင်တိုက်ရှာကြတော့မယ်ပြီးတော့ကျမကအမျိုးသမီးစွမ်းဆောင်ရှင်တူဒီတော့မျိုးသမီးရဲရတွေနိုင်ငံရေးဆရာကြီးတွေကပါလူရဆွဲပြီးတွေးလိုက်ရင်နောက်တစ်ချိန်မှာမင်းတို့မှုကပူကြီးသွားနိုင်တယ်ဒီခန်းထဲမှာတော့မင်းတို့ကဘယင်ပေါ့ဒါပေမဲ့အပြင်မှာအာဏာပိုင်တွေမီဒီယာတွေကိုမင်းတို့ challenge နိုင်မှာမဟုတ်ဘူးထောင်နှံဆန်ရမှာပဲဒီတော့ပူပေါင်းဆောင်ရွက်ရင် NDA ကင်းနိုင်တယ်လို့ပြောချလိုက်တယ် တစ်ချက်ငိုင်သွားတဲ့တတိဟက်ကနေရေချလိုက်ပြီးမင်းကငါ့ကိုလူသားပီပီကြောက်စိတ်ပေါ်လာအောင်တော့ပြောနိုင်တာပဲသဘောကျတယ်ကွာဒါပေမဲ့မင်းကအန်ဒိုမီဒန်ဂျိုသားလွတ်တော်တဲ့ကကောင်ကြီးကြီးတယောက်မင်းတို့မျိုးနယ်စုကဘာမျိုးကိုကျွံပြုတ်ဖျက်ဆီးလို့ရအောင်ကုညီနေတဲ့သူတို့ဆွဆွဲလိုက်တယ်တစတဲ့တတိကသူနဲ့ကျွံကိုလာချက်တဲ့ညမှာမိခင်ဂျိုစီခေါ်သွားဖို့သူတို့ရဲ့တော်ဝင်အကြီးအကဲတွေနဲ့စကားပြောနိုင်ဖို့လိုတယ်လို့တောင်းဆိုပါတယ် ဒီတော့မီရှဲကလည်းသူ့ကိုမီကီဝဲနဲ့အနီးဆုံးဂလက်ဆီဖြစ်တဲ့အန်ဒိုမီတာကလာတဲ့အန်ဒိုမီဒန်ဂျူသားလို့ထင်နေတာကိုရှေ့မိသွားပြီးသူဟာဂျူသားမဟုတ်ဘူးလို့ညင်းဆိုပြီးမဲ့တတိကသူ့ရဲ့ Instagram မှာအန်ဒိုမီတာကုတ်တွေပေါ်ပေါ်တင်တင်ဖော်ပြထားတာကိုသူတွေ့ပြီးသားလူကိုလည်းကြည့်လိုက်အောင်အသက်က55နှစ်ရှိနေတာကိုဒီလောက်ပြင်းပြို့မဲ့မထင်တဲ့အသားအရည်မျိုးဖြစ်စရာအကြောင်းရှိဘူးတဲ့မီရှဲကတော့သူ့အသားအရည်ဟာအစားအသောက်နဲ့စိတ်ကူးထုံးလို့ကြောက်ပါ ဓာရွေကကုံကြစီကြီးတာမှန်ပြီမဲ့ဂျိုသားတော့မဟုတ်ဘူးလို့ပြောပါတယ်။နောက်ဆုံးဘလို့မှညှိမရတဲ့ဆုံးတတီကစဉ်းစားဖို့တရက်ချိန်ပေးမယ်။သူ့ကိုတန်ဖက်ဆက်တစ်ခုပေးပြီးသူ့ထက်ကဂျိုသားအရာရှိတွေကိုလာချက်တဲ့ညက်နေမိုးမချုပ်ခင်ကဘာမျိုးကိုစုတ်ခွာသွားမယ်ဆိုတဲ့ကြင်ညာချက်တစ်ခုကိုပြောရမယ်လို့အတင်းကျပ်တောင်းဆိုပါတယ်။ဒါပြင်သူဒီလိုလုပ်ရတာသူ့အတွက်လည်းခက်ခဲပေမဲ့မီရှဲတို့ကသူ့အမေကိုရောလူဖွဲ့စည်းကိုရောပြားတွေကိုပါတတ်နေတာ ဒါတောင်မှ तू ကအခုလိုကောင်းကောင်းမွန်မွန်ဆက်ဆံတာကျေးဇူးတင်တဲ့လေလို့ပြောအေးဝါဝအဲ့တဲ့နယ်လို့တောင်ပြောပြီးမိမိတ်ထွက်ခွာသွားပါလေမီရှဲကွေရာရောက်တော့မှတက်တီနဲ့ဒွန်းတို့ဟာသူတို့ရဲ့မစ်ရှင်ပေါ်နိုင်လို့ဝမ်းသာအရခုံပေါက်နေလိုက်ကြတယ်အဲ့ဒီညမှာမီရှဲဟာသိစိတ်တတ်ကြပြီးမိုးကျွေးနေပြီတက်တီကလည်းဂျိုသားကိုလူသားမိမလို့သွားမမြင်နဲ့လို့တွန့်ကိုတတိကျကျပေးနေတယ်ဂျိုသားမဟုတ်ရင်တော့မှလူဆိုးမှတယ် သူဘလောက်ပြောပြောဒွန်ကတော့မီရှယ်ကိုဂျူသားလားလူသားလားဆိုတာအခုချိန်ထိဇဝေဇွာဖြစ်နေစဲတတီကလာကြက်တဲ့နေ့ရောက်ဖို့လေးရက်ပဲကျန်တော့တယ်အဲ့ဒီနေ့မှာဂျူသားမျိုးနွယ်တွေကကဘာမင်းကနေပြန်လွတ်ဖို့နောက်ဆုံးသမရက်လို့ပြောပြီးဒွန်တက်ကြွလာအောင်မနေစည်းုံလိုက်ရပါတယ်တကယ်တမ်းတော့အဲ့ဒီညမှာအိပ်မရတဲ့သူတွေတတီလည်းကိုယ်တိုင်ပါဝင်ပါတယ်သူမျက်စိကြောင်စီတဲ့အတိတ်ကဖြစ်တွေ့ကြောက်မှာ အတိတ်မှာတော့တတိယမေဟာခြေချိုးကန်ထဲမှာရှိနေပြီးသူ့ခန္ဓာကိုယ်ထဲကကြီးမားတဲ့စစ်ထိုးအကြီးတွေထိုးထွက်နေတာကိုတတိကတချောင်းချင်းဖယ်ရှားပေးနေတယ်။သူ့မေကကုမ္ပဏီကသူ့ကိုပေးတဲ့အစိတ်တွေထဲမှာလှုပ်ဝှက်ထားတဲ့အရာတွေအများကြီးပါပြီးဒါတွေကသူ့ရဲ့ဆဲတွေသွေးတွေကိုပြန်လဲ program ရေးသွင်းနေတာလို့သူ့သားကိုပြောပြတယ်။သူတို့ကငါ့ကိုဖျားနာအောင်လုပ်ပြီးမှအဖျားပြောက်စေရောင်းကျင်နေကြတယ်။သူကမိခင်စိုးတယောက်ဖြစ်တယ်ဆိုရင်တော့မှဒါတွေအားလုံးကသူ့သားအတွက်လုပ်တာ။ ตาเนี่ยกุ๊กกุ๊ยอ่ะมั้ยส่วนตรงมาตาด้วยอมีสติขันตาก็တော့ตรุละแท้เบร้อมมายอมขันเลยหลูหมาปี้ได้หนออัดတွေปยုတ်ตွားฉิมมาโมเปลี่ยนบูว้องหลูหลีแท้กูเหมี่ยวตัดตွားบาเดลาแจ่โพ3ရက်หลูมามีเชก็ตะดิไปถ่าได้ครีนกูเล้งနေจิตะดิก็တော့หลูသားတွေจ้ํามาโจသားတွေอ่ะเนี่ยได้มาရှိနေเลยสุดะตู้เยตันต้วยแจ่ดูกูละแจ่เนี่ยเปลี่ยนเลยหน้าถองยิงอลุษย์อ่ะโหสเปนเนี่ยถั่วลาเลย ဒီချိန်မှာရင်ကလေးကသူနဲ့တည်တဲ့ KC ဆိုတဲ့ရဲအရာရှိတူကသူ့နောက်ကနေလိုက်လာလို့သူကလည်းရက်ဆောင်နေလိုက်ရတယ်။ KC ကတတိယအတိတ်ကိုတီးပြီးသားတတိငယ်ဘွားကလေးထင်းလဲဖြစ်ခဲ့လို့အခုတတိယအချိန်နေကောင်းသလားလို့မေးဖို့ရောက်လာတာပါ။ငါကတော်ဆုံးကလေးထိတ်မဟုတ်ခဲ့ပြီမဲမင်းကိုတခါတလေတော့သတိရတယ်ယူကြောင်ကြောင်သတိရတာမဟုတ်ဘူးနော်အခုညီလိုရင်ပြောတုံဆိုင်မနေပါနဲ့လို့ပြောခဲ့တယ် ဒါပြင်တစ်ချိန်ချင်းတတိစီကိုလာလေအောင်မယ်လို့ပြောပြီးမယ်တတိကတော့သူ့လှုပ်တွေများနေတယ်လို့ပြောပြီးစကားစကားကိုမြင်မြန်ဖျက်ချသူ့လှုပ်ရှိရာကိုစက်ပြီးထွက်သွားခဲ့ပါတယ်တတိလှုပ်ကိုရောက်တော့သူဟာမီရှဲရဲ့ကုမ္ပဏီခွဲတစ်ခုမှာဘူးကွန်ထုတ်ပိုးသူဖြစ်လုတ်ကင်နေတာတွေ့ရတယ်သူလုတ်ဖို့ခံမဲ့တွေကအလုတ်ကဆက်တွေကြောင့်ဘလို့ထရာတွေရခဲ့တယ်ဘလို့ဆက်လုံနေရပုံတွေကိုပြောပါတယ် ဒါ Amazon အလုပ်သမားတွေရဲ့အခြေအနေတွေနဲ့တခြား corporation တွေအောက်မှာအလုပ်လုပ်ကြတဲ့သူတွေပင်ပန်းဆင်းရဲမှုတွေကိုဇကားကနေကြီးညွှန်းနေသလိုပါပဲနေ့လယ်စာစားချိန်ကျုပ်တန်တင်းတဲ့ကနေမီရှဲပျောက်ဆုံးသွားတဲ့တင်းကိုတက်တီတွေ့လိုက်ရတယ်နောက်တော့သူ့အိမ်မှာပြည်ရီစုဆောင်နေတဲ့ဒွန်းကမီရှဲတရားဘာမှမစားသေးဘူးလို့ပြောပြရတယ်ဒွန်းကမီရှဲစီသွားကြည့်လိုက်တော့မီရှဲကသူ့ဂျိုသားဖြစ်ကြောင်းဝန်ခံထားတဲ့အတန်သွင်းချက်ကိုသူ့ကိုပေးပြီးနားထောင်ပြီးမဲ့ဂျိုသားဘာသာစကားနဲ့မှတ်တမ်းမတင် လူလိုပြောထားလို့တတိကမကျင်းနဲ့အဲ့ဒီအချိန်မှာမိရှဲကသူဟာဇီဝကမ္မဘွဲ့နဲ့စိတ်ပညာကိုပါယူထားသူဖြစ်လို့တတိယအင်တာနက်ကသတင်းမှတွေကိုဆွဲလန်းပြီးအကူချိန်ပါတဲ့ပြိမိနေတယ်လို့သူထင်ကြောင်းပြန်ဝေဖန်တယ်ဒီမှတ်ချက်ပေါ်တတိဒေါသထွက်ပြီးခုံတလုံးကိုရိုက်ချိုးပစ်လိုက်တယ်မိရှဲကသူ့စီကနေဘာလို့ခြင်းတယ်လဲလို့မေးလိုက်တော့ပတ်စံဓမ္မမုတ်လွန်ကိစ္စဘယ်ရာကမှသူတို့ကိုသွေးဆောင်နိုင်မှာမဟုတ်ဘူးလို့တတိကပြောတယ် မိရှဲကအင်တာနက်ပေါ်ကအကြောင်းအရာတွေကိုစားသုံးရင်ရှင့်ရဲ့လွဲမှားတဲ့တစ်ဖက်သက်ဖြစ်နေတဲ့လက်တွေ့ဘဝယူဆတွေအားဖြည့်နေခဲ့တာကျမကဂျူသားမဟုတ်ဘူးတစတဲ့တတိကိုစေယောကရှိသူလို့မှတ်ချက်ချလိုက်တဲ့အခါတတိကသူ့မျက်နှာကိုဖျက်ရိုက်လိုက်တယ်နောက်တော့ကြောက်စရာကောင်းတဲ့လေသံနဲ့လူတိုင်းကအစာပိုင်းမှာတော့ငင်းဆန်ကြတာကြီးပဲနောက်မှဝန်ခံကြတာလို့ပြောတယ်အဲ့ဒီနောက်တတိဟာတိတ်ဒေါသထွက်လွန်းလို့ကားထဲဝင်မှန်တွေကိုအကုန်တင်ပြီးအသံပြအောင်အော်ဟိရင်းက သူ့စိတ်ထွက်ပေါက်ရှာနေလိုက်ရပါဘူး အဲ့ဒီညမှာတတိကသူတွေ့ရှိချက်တွေကသူကြည့်ခဲ့တဲ့ YouTube တွေရဲ့ဗီဒီယိုတွေနဲ့တခြားဆောင်းပါးတွေကိုသူတေသနာလောက်ရာကရလာလာလို့ပြောတယ်။သူကဂျိုသားတွေအတွက်မိခင်မာသရှိပုံစံကိုကွန်ပျူတာနဲ့တောင် သူကိုယ်တိုင်ဖန်တီးထားတာကိုတွန့်ကိုပြတယ်။ဒွန်ကတော့မျော်လင့်ချက်မဲ့တဲ့မျက်နှာနဲ့နားထောင်နေတယ်။ဒွန်ကဓာတုနင်းနဲ့တင်းကိုခံရပြီးတဲ့နောက်တခါတည်းရန်စိတ်ထဲမှာယူးကြောင်ကြောင်ဖြစ်ပြီးဝမ်းနေနေတယ်လို့ပြောရှာပါတယ်။ လာချက်တညမတိုက်ပြီးနှစ်ရက်လိုမှမိရှဲကသူ့ကျိုးတွေကိုဖျက်ပြီးလွမြောက်ဖို့ကြိုးစားနေတော့တတ္တိနဲ့ဒွန်လို့ပြန်ရောက်လာကြတယ်မိရှဲကသူ့ကြိုသားလို့ဝန်ခံရတာပင်ပန်းလာပြီးဖြည့်ရှင်းချက်တစ်ခုလိုချင်တယ်လို့ပြောပါဒါပေမဲ့တတိအတွက်တော့ဒီလောက်နဲ့မလုံလောက်တော့သူ့ယူဆမှန်ကန်ကြောင်းသက်သေပြဖို့စမ်းသပ်မှုတစ်ခုကိုလုပ်ရမယ်လို့ပြောပါတယ်။အဲဒီနောက်တော့ရေဒီယိုကိုဖွင့်မီရှဲကိုပြက်စစ်ရှော့ရိုက်ပါတော့တယ်။ ဘိုးအားကိုလည်း200 300 400 700တဖြည်းဖြည်းမြင့်ပြီးမီရှဲအသက်လူအော်ဟစ်နေချိန်မှာတတိယသူ့ရဲ့သွေးခုန်လုံးနဲ့နှလုံးခုန်လုံးကိုစောင့်ကြည့်နေခဲ့တယ်။ဒီမြင်ကွင်းဟာလူတချို့အနေနဲ့သူတို့ရဲ့ခေါင်းထဲမှာမှန်တယ်လို့ထင်ပြီးယုံကြည်ချက်တွေစွန့်မြဲသွားတဲ့အခါဒါမှမဟုတ်သူတို့ဟာတရားမျှတမှုကိုကောင်းမွန်တဲ့ရည်ရွယ်ချက်တွေလှုပ်ဆောင်နေတယ်လို့ခံစားရတဲ့အခါဘယ်ဟာကမှဘယ်ဟာကမှန်လို့မသိတော့ဘဲဇွတ်လုတက်တာကိုပြသနေသလိုပါပဲ။ နောက်ဆုံးမှာတော့အနာကဒုံကမခံစားနိုင်တော့ပဲလျှက်စပလက်ကိုဆွဲဖြုတ်လိုက်တယ်။ဒီအချိန်ရောက်မှတတိလဲအသိစိတ်ပြန်ဝင်လာပြီးလန့်သွားတယ်။တိုင်းတန်မှုတွေကစံချိန်တင်းနေပြီ။ဒီလောက်ချီအောက်ပွတ်ထွက်တာတခါမှမရှိခဲ့ဘူးလို့ပြောလိုက်တဲ့အခါဒုံကအရင်ကဒါမျိုးလုတ်ခဲ့ဘူးတာဟုတ်ရဲ့လားလို့မေးပြလိုက်တယ်။အခုတော့မီရှဲတရတတိဟာဘသူလဲဆိုတာမှတ်မိသွားပါပြီ။ နောက်ကျောင်းပြင်မြင်ဝင်းတစ်ခုမှာမီရှဲကဖျားနာပြီးလေထဲကိုမြောက်နေတဲ့တတိယမိခင်ပေးမှရက်နေတဲ့ကလေးလေးတတိကိုပြန်မြင်အောင်မိတယ်။မီရှဲကသူ့ရဲ့ကုမ္ပဏီရဲ့ထုတ်ကုန်တွေဟာတတိယမိခင်နဲ့တခြားသူတွေကိုဒီလိုဖြစ်စေတာလို့ရှင်းပြတယ်။မီရှဲကကုမ္ပဏီအနေနဲ့သူ့မိခင်တို့ရံပုံငွေထောက်ပံ့ပေးမယ်။စေးဖော်မြူလာကိုပြင်ပေးမယ်။ကုန်ကျစရိတ်တွေကိုလည်းအကုန်ကျခံမယ်လို့ကတိပေးနေပါလေ။လက်ရှိအချိန်မှာတော့စမ်းသပ်မှုပြီးတဲ့နောက်မှာတတိကမီရှဲကိုဆက်ဆံပုံလုံးဝပြောင်းသွားတယ် ကျိုးတွေကိုဖြည့်ပေးတန်ရှင်းရေလုပ်ပေးပြီး တောင်းပန်စကားပြောတယ်လျှက်စစ်ဘွားရမီရှယ်ရဲ့ရာရဲ့ဂျနက်တစ်ကုတ်ရှိနေတာသေချာသွားပြီမို့တခါတလေမီရှယ်ကိုယောမဂျစ်စီလို့တော့စတင်ခေါ်တော့သူ့ကိုတော်ဝင်ဂျိုသားမိသားစုရဲ့အစိပ်ပိုင်းတစ်ခုလိုပို့ပြီးယုံကြည်သွားပါလေညလာစားနေတော့မီရှယ်ကတတိယလှုပ်ရှားမှုအကြောင်းကိုမေးကြည့်တယ်ဒီတော့တတိကဒါကလှုပ်ရှားမှုမဟုတ်ဘူးငါတယောက်တည်းလှုပ်တာငါသူ့ဒေသနာတွေလှုပ်နေတော့မင်းကိုရှာတွေ့ခဲ့တာလို့ပြန်ဖြေတယ် မိရှဲကတတိပြားမွေးမြူတာကိုသတိပြုမိသွားပြီးပြားတွေဟာခန်းနာတဲ့သရဝါတွေကဘာမြေမှာချစ်ဖို့အကောင်းဆုံးဖန်ဆင်းမှုလို့ပြောပါတယ်။ဒါနဲ့တတိက ပြားတွေရဲ့ဖေးရကို အားကြကလေးလို့မေးလိုက်တော့မိရှဲကသူတို့ကသူတို့ရဲ့အဖွဲ့အစည်းသူတို့ရဲ့လုပ်ငန်းကျင့်ဝတ်တွေပေါ်ညှဉ်းညွမှုယူတိမှုကုတ်ကူကိုဆွဲလက်မှုမရှိဘဲသူတို့ရဲ့တာဝန်ကိုထမ်းဆောင်ပြီးသူတို့ကဘာကိုတိဆောက်တာလို့ပြန်ဖြေတယ်။တတိကတော့အဲ့ဒါကြောင့်မလို့မင်းတို့ကသူတို့ကိုလော်လော်နဲ့ထိ ंछ ုပ်ပြီးကြိုးကင်နေတာပေါ့လို့သူ့ယူဆကိုပြောလိုက်တယ် မိရှဲကတော့ပြားတွေဟာအန်ဒီနဲ့ဂျုံတွေ့တဲ့အချိန်မှာတော့မှသူတို့ရဲ့ဇွဲတတိကိုမလျှော့တော့ဘူးကြိုက်တာလို့ပြောလိုက်တော့တတိဒေါသထွက်ပြီးပြားတွေရဲ့ CCD Colony Collapse Disorder အတွက်မိရှဲကိုတာဝန်ရှိတယ်လို့စွပ်စွဲပါတယ်မိရှဲကလည်းတတိရဲ့သူတေသနာတွေကခင်းနှုတ်ကြနေပြီပြားတွေတော့မှပြန်ရောက်လာကြပြီလို့ပြောတယ်အဲ့ဒီမှာပဲမိရှဲကအရေးကြီးတဲ့စကားကိုပြောလိုက်တယ်ရှစ်စိတ်ထဲမှာ Master Plan တစ်ခု ရှိစေချင်တယ်လားကျမသိတယ်ပြားတွေတင်နေရတာကျမရဲ့အဖြစ်ဖြစ်စေချင်တာ ဒါမှရှင်ကမျိုးစိတ်တွေအားလုံးရဲ့တကယ်သေဆုံးစေတဲ့အကြောင်းရင်းကိုစဉ်းစားစရာမလိုတော့မှာပေါ့ပြီးတော့သူကစန်ဒီကတ်ဆိုတဲ့တတိယမိနမကိုထုတ်ပြောလိုက်တော့တတိကငါတို့ပြောနေတာအဲ့ဒီအကြောင်းမဟုတ်ဘူးလို့ငင်းပါလေမီရှယ်ကတော့သူ့ကိုရောသူ့မိခင်ကိုပါမှတ်မိပြီသူတို့ကုမ္ပဏီကထုတ်တဲ့ဘိန်းပါတဲ့စေဝါတွေဟာသူ့မိခင်အပါဝင်လူတွေကိုထိခိုက်စေခဲ့တာမှန်ပါတယ်ဒါမဲ့အဲ့ဒီစေတွေကိုရက်လိုက်ရင်စန်ဒီကတ်ကောင်းသွားနိုင်တယ်လို့ပြောတယ်တတိကတော့စန်ဒီကတ်ဆိုတဲ့နာမည်ကိုမခေါ်ဘူးအော်ပြောပြန်တယ် မိရှဲကသူ့မိကိုကုန်ကြီးဖို့ဆက်ပြီးကမ်းလှမ်းလေတိုက်တွန်းလေတတိကပူပူပြီးစိတ်တူလေဖြစ်လာပါတယ်နောက်ဆုံးမှာတော့သူကစပွဲကော်ကနေ ခုန်တက်ပြီးမိရှဲကို လေဘေးညှစ်ဖို့ကြိုးစားပါတော့တယ်အဲ့ဒီချိန်မှာရဲရရှိကေစီကသူတို့အိမ်ရှိကိုရောက်လာရောင်းဆန်နေတဲ့ရန်သပွဲကိုဒွန်ကဒီတိုင်းဘေးကနေရက်ကြည့်နေတယ်မိရှဲကတတိကိုခင်းနဲ့ထိုးပြီးပြန်လဲတက်ခိုက်လို့အသာစီးရနေတော့မှဒွန်ကတနက်တင်နဲ့လာရိုက်ချလိုက်လို့မိရှဲတယောက်သတိလစ်သွားပါတော့ ဒုံကမြောက်ခန်းထဲမှာမီရှဲကိုဆက်ပြီးစောင့်ကြည့်နေချိန်တက်ကြီးကပြင်ထွက်ပြီးပျောက်ဆုံးနေတဲ့စီယိုမီရှဲကြောင့်လာမေးတဲ့သူ့ရဲ့အထင်းတော်ဟောင်းကေစီကိုအိမ်ထဲဝင်ခွင့်ပေးလိုက်တယ်တတိကမီရှဲကိုဖမ်းထားတဲ့ CCTV feed ကိုလည်းအမြန်ပိတ်လိုက်သေးတယ်။မီရှဲရဲ့ကားကိုဒီနီးနားမှာတွေ့ရလို့လာမေးတဲ့အခါတတိက "तू တော့မတွေ့ပါဘူး။ तू ကမီရှဲရဲ့ကုမ္ပဏီအတွက်အလုံးလုံးနေတာ"လို့ပြောပါတယ်။မြေအောင်ခန်းထဲမှာတော့မီရှဲကဒွန်ဘေးမှာသတိရလာတယ် ဒုံကသူ့ကိုစောစောကတနက်နဲ့ပြစ်ချလို့ရပြီပဲမပြစ်ချခင်ဒါဟာရေးရင်ဒါပဲလို့ချီးကျူးလိုက်တယ်ဒုံကတတိမှားနေတယ်ဆိုတာကိုသိတယ်တတိကသူ့ကိုလှည့်စားမှုတွေနက်နက်ရှိုင်းရှိုင်းဆွဲခေါ်နေတာလို့မီရှဲကပြောပါတယ်ဒါပေမဲ့ဒုံတယောက်ကတော့စကားမပြောရဘူးလို့တတိပြောထားလို့စိတ်တွေပို့ပြီးရှုပ်ထွေးလာတယ်အပေါ်တက်မှာတော့ KC ကသူ့ရဲ့တိတ်ကအမားတွေကိုတောင်းပန်ပြီးပြားတွေအကြောင်းစကားဆက်မိတာကနေသူတို့ပြားအောင်တွေကိုကြည့်ဖို့အိမ်ပြေကိုထွက်သွားကြပါတယ် တစ်ချိန်တည်းမှာပဲမီရှဲကလည်းသူ့ကိုလှုပ်ပေးဖို့တွန့်ကိုစီးအောင်နေတယ်နောက်ဆုံးမှာဒွန်ကမင်းကဂျိုသားဆိုငါ့ကိုကူညီမလားငါ့ကိုခေါ်သွားမလားလို့မေးပါတယ်မီရှဲကအစာပိုင်းမှာပြန်ညင်းပေမဲ့နောက်တော့ကောင်းပြီမင်းတောင်ငါ့ကိုလှုပ်ပေးငါမင်းကိုခေါ်သွားမယ်လို့ပြောလိုက်တယ်ဒွန်ကအစာပိုင်းမှာတတိမပါပဲသူမသွားဘူးလို့ပြောနေသေးတယ်သူ့ကိုယ်ကိုတော့တိတ်ချစ်တိတ်ယုံကြည်သားဒါပေမဲ့မီရှဲကအချိန်မရှိတော့ဘူးလို့ပြောတဲ့အခါဒွန်ဟာတပြင်းချီချပြီးသဘောတူလိုက်ပါတယ် ကောင်းပြီကျွန်တော်ထွက်သွားဖို့အစဉ်သစ်ဖြစ်ပြီတတိကိုကျွန်တော်တောင်းပန်တယ်ချစ်တယ်လို့ပြောပြပါလို့မှာပြီးတဲ့နောက်မှာတခဏအတွင်းမှာပဲဒွန်ဟာတနက်ကိုအုံပြုပြီးမိခင်ရင်စီထွက်ခွာခြင်းနဲ့ပတ်သက်တဲ့သူ့ကိုယ်ပိုင်အနတ်ဒိဋ္ဌိကိုဖွင့်ဆိုချက်ဖြစ်နေမောင်းခလုတ်ကိုဆွဲချလိုက်ပါတော့တယ်အပြင်မှာရဲအရာရှိကတနက်တန်ကိုကြားသွားတယ်အချင်းနဲ့မမ်းမတိသွားတဲ့တက်တီဟာပောက်တူးနဲ့ကေစီကိုတက်ပြီးအောက်ထပ်ကိုပြင်းစစ်လာတော့ဒွန်းသိနေတာတွေ့လိုက်ရတယ် သူကတနက်ကိုဆွဲယူပြီးမီရှဲကိုဒုံခေါင်းထဲဘာတွေရိုက်သွင်းလိုက်သလဲလို့အော်မေးတယ်။နောက်ဆုံးတတိကဒေါသတွေကြည်ပြီးမီရှဲကိုလက်ဆက်တုံးဖို့လှုပ်တဲ့ချိန်မှာမီရှဲကမင်းမေအတွက်စေကုတနီတစ်ခုရှိတယ်လို့ပြောလိုက်တယ်။မီရှဲကကုမ္ပဏီကမင်းမေရဲ့မျိုးဗီဇကုတ်ကိုပြန်လဲစီစဉ်နေတာ။သူကအန်ဒိုမီတန်ဆက်သက်မှုရဲ့အစိပ်ပိုင်းဖြစ်နေပြီး၄နှစ်ကလည်း၅နှစ်ထိကြာနိုင်တယ်။ဒါပေမဲ့လူချင်းငါတို့သူ့ကိုအခုပြန်နှိုးနိုင်သေးတယ်။ သူကနှဖုံးထဲမှာ anti freezer အင်ဂျင်အေးခံဘူးထဲမှာပွက်ထားတဲ့ကုသစီတစ်မျိုးရှိတယ်။အဲ့ဒါကိုမင်းမေကိုပေးဖို့လိုတယ်လို့ပြောလိုက်ပါလေ။တတိလဲအလွန်မင်းစိတ်ပြတ်အားငယ်နေတဲ့အတွက်သူပြောသမျှကိုယုံလိုက်ပြီ။တတိထွက်သွားခန်းဒီမှာမီရှဲရဲ့ခြေထောက်တွေကိုတေချောင်းရိုက်ချိုးလိုက်ပြီးတယ်။တယောက်တည်းကြံခဲ့တဲ့မီရှဲကဒုတ်စီကနေတော့တွေကိုယူပြီးသူ့ကိုယ်သူလွတ်မြောက်အောင်လှုပ်လိုက်ပါတယ်။ တတိကတော့သူစပိန်နဲ့ဆေးရုံကိုသွားပြီးအဲ့ဒီဆေးရုံကိုသူ့မိခင်ရဲ့သွေးကြောတွေထိုးသွင်းပြီးစောင့်ကြည့်နေလိုက်တာခဏချင်းမှာပဲသူ့မိဟာသူ့လက်ချက်နဲ့အသက်ပြောက်သွားပါလိမ့်ဒီတော့မှသူလင်ခံရပြီဆိုတာကိုသိသွားပြီးဆေးရုံကလည်းချက်ချင်းထွက်ပြေးပါတော့တယ်တချိန်ထဲမှာလည်းမီရှဲကလည်းအင်းရဲ့လျှော့ခန်းတစ်ခုကိုရှာတွေ့သွားရကတကယ်ကြောက်မက်ဖွယ်ကောင်းတဲ့အရာတစ်ခုကိုသိလိုက်ရတယ်လူသားခန္ဓာကိုယ်အစိပ်ပိုင်းတွေကိုစားရည်စင်ပြီးထိမ့်သိမ်းထားတာတွေနဲ့တတိရဲ့သူတေသနစာတန်းတွေကိုနေရာမှာကတ်ထားတာတွေ့လိုက်ရတယ် တတိကဂျိုသားလိုယုံကြည်ပြီးလူများစွာကိုတတ်ခဲ့တယ်ဆိုတာသိသွားပါဘူး။ဒါကြောင့်လေသူ့ကိုရှို့ရိုက်တုန်းကဒီလိုတိုင်းတာမှုမျိုးတခါမှမမြင်ခဲ့ဘူး။အဲ့ဒီလိုပြောသွားတာမှတ်မိသေးတယ်။အဲ့ဒီကတည်းကဒါမျိုးဟာတတိအတွက်ပထမဦးဆုံးအကျင့်မဟုတ်ဘူးဆိုတာပေါ်လွင်နေပါတယ်။တတိပြောင်းလာတဲ့အခါမီရှဲထွက်ပြေးသွားလို့ပြီလို့သူကထင်ပေမဲ့သူ့ကိုစောင့်နေတာကိုတွေ့လို့တန်တော့ဖြစ်သွားတယ်။မီရှဲကအန်ဒရိုမီဒန်ဗနျောက်တောင်တတ်ခဲ့တာလေလို့ခတင်းနေမိတယ်။ တတိကတယောက်လိုဖြေလိုက်တော့မင်းဟာသလားစရာကောင်းတဲ့လူအလေးပဲမင်းဘာတွေလုပ်တယ်လဲဆိုတာမင်းသိရဲ့လားဒီချိန်ရောက်မှမီရှဲကသူတို့ရဲ့85ယောက်မြောက်အေခရစ်ဟာကဘာမီကိုဒိုင်နိုဆောတွေအုပ်စိုးနေစဉ်ကတည်းကရှာဖွေ တွေ့ရှိခဲ့တာဂျိုသားတွေကဗတ္တတဆဗိုင်းရပ်စ်တစ်ခုကိုဖျက်မိသွားခဲ့တယ်အဲ့ဒီအတွက်အေခရစ်ဟာအလွန်မင်းပြည့်ရှိတယ်လို့ခံစားရပြီးကဘာမီပေါ်မှာဘဝတစ်ခုကိုစတင်ဖန်တီးပေးခဲ့တယ် လူသားတွေကိုအန်တိုမီတန်တွေရဲ့ပုံစံတိုင်းဖန်တီးခဲ့တာဖြစ်ပြီးအတ္တလန်တစ်လိုရှေးဟောင်းလူသားယဉ်ကျေးမှုတွေဟာတဘာဝနဲ့သားဇာတ်ဖြစ်စွာနေထိုင်ဖို့ရည်ရွယ်ခဲ့တယ်။ဒီလိုနဲ့ရှေးဥလူသားတွေဟာတိုးတက်ပြောင်းလဲလာခဲ့ပြီးယဉ်ကျေးမှုတွေတဆင့်ဆင့်ထူထောင်ကြပေမဲ့တချို့လူတွေဟာအန်တိုမီတန်တွေထပ်ပို့ပြီးသားလုံးမှုကိုလူကျင်လာကြတယ်။ရိုးရိုးဗီဇပြုပြင်ကြတယ်ဒီလိုလူသားတွေကိုလူသားတွေကပဲစင်ကာစင်ကာဖန်တီးခဲ့တာကြောင့်နျူကလ িয়ার စပွဲဖြစ်ခဲ့ရတယ် ရှေ့ရှားပါပါအသက်ရှင်ကျင်ဤခဲ့တဲ့မျိုးပြောင်းသွားတဲ့လူတစ်ပိုင်းမြောက်တစ်ပိုင်းတွေကလူအခုခေတ်လူသားတွေပစင့်စင့်စင်ကဲဖြစ်လာတာလို့မိရှဲကရှင်းပြတယ်အဲ့ဒီအချိန်ကစပြီးမင်းတို့ဟာစစ်ပွဲတွေနဲ့တဘာဝပဝန်းကျင်ပျက်စီးမှုတွေနဲ့ကဘာမြေကြီးကိုရရက်ဆက်ဖျက်ဆီးနေခဲ့တာ ဓာတ်တွေကိုရက်တက်မဲ့အရေးအယံတွေတစ်ခါမှမပြဘူးလို့ပြောပြတယ်။အန်ဒိုမီဒန်တွေရဲ့ရည်ရွယ်ချက်ကလူသားတွေကိုတတ်ဖို့မဟုတ်ပဲဓာခွဲကန်ဆန်းသတ်မှုကနေလူသားတွေရဲ့ကိုယ်ထဲကပ်ပါနေတဲ့ဖြက်လိုဖြက်စီမျိုးရိုးဗီဇကိုဖယ်ရှားခြင်းအဖြစ်လူသားမျိုးနွယ်တွေကိုပြုပြင်ပေးပြီးကဘာမီကိုကင်တင်ဖို့လုပ်နေတာလို့ရှင်းပြတယ်။တတီးရဲ့မိဟာသိုးသွန်းလွန်းတဲ့အတွက်စံသက်မှုရဲ့အစိပ်ပိုင်းဖြစ်ရွေးချယ်ခံရပြီးသူ့ရဲ့မျိုးရိုးဗီဇကိုပြန်လည်ရေးသားဖို့စံသက်မှုတွေလုပ်ဆောင်နေခဲ့ရတယ် ဒါရေချိုးကန်လေးကမြင်ကွင်းမှာသူ့မေပြောခဲ့တယ်။ "तू आ မိခင်စိုးပါ"ဆိုတဲ့ဝန်ခံချက်နဲ့ကန့်ညင်နေပြန်တယ်။တတိကဒါပေမဲ့မင်းကအမေကိုတတ်လိုက်ပြီလေဆိုတော့မီရှဲကမဟုတ်ဘူးလေ။မင်းမေကိုမင်းမဲသွားတတ်ခဲ့တာ။ငါကမင်းကိုစေုံသွားရင်အဖမ်းခံရဖို့အတွက်ပဲအကွက်ဆင်ခဲ့တာ။အခုတော့မင်းကတော်တော်ကန်ကောင်းတဲ့ယူးကြောင်ကြောင်မြောက်ပဲလို့ပြောချလိုက်တော့တတိယဝန်းနေငိုကြွေးလိုက်ပါတော့တယ်။ လာချက်တဲ့ညမိရှဲကအေဂရစ်ကိုသူတို့ရဲ့တွေးရှိချက်တွေကိုပြန်ပြောဖို့အတွက်တတိကိုသူနဲ့ဒူလိုက်ခဲ့ဖို့ပြောပါလေဒီလိုနဲ့ဒွန်းရဲ့လောင်းကိုကားရဲကိုထည့်သူတို့တွေမိရှဲရဲ့ရုံးခန်းရှိရာကားမောင်းသွားခဲ့တယ်စပင်တုစွထားတဲ့မိရှဲကိုဝန်ထမ်းတွေကအာအာတင်ပြီးဝိုင်းကြည့်တာသူတို့ရုံးခန်းတွေကိုဝင်လိုက်ချိန်မှာဝန်ထမ်းတွေကရဲတွေကိုဖုံးစပ်နေတယ်လို့ယူဆရပါတယ်မိရှဲကတော့မိခင်ဂျိုနဲ့ချိတ်ဆက်ပြီးလုပ်ငန်းစဉ်ကိုစတင်ဖို့မိနစ်နည်းငယ်ပဲလိုတော့တယ်လို့တတိကိုအမြန်ရှင်းပြ ခလန်းတော့ဆက်တလုံးကိုယူပြီးမိခင်ဂျိုနက်စ်ချိတ်ဆက်ဖို့အတွက်ခလန်း58လုံးပေါင်ကုတ်ကိုရိုက်ထည့်ရမယ်လို့ပြောပါတယ်ဒီခိုက်တန်ဟာမီရှဲကအချိန်ဆွဲပြီးတတိကိုဖန်ခံရအောင်ကြိုးစားနေတာလားဒါမှမဟုတ်သူကတကယ်ပဲဂျိုသားလားဆိုတာစိတ်ဝင်စားစရာပါတတိကိုသွားဖို့အစင်သစ်ဖြစ်ပြီလားလို့မေးလိုက်တော့တတိကအစင်သစ်ဖြစ်ပြီဒါပေမဲ့တိထားဖို့ကငါကဖြစ်နိုင်ခြင်းအရာအလုံးကိုကြိုတင်ပြင်ဆင်ထားပြီးသားဒါကြောင့်သူ့ကိုမှဘုံတွေဆင်ပြီးသားလို့ပြသလိုက်တယ် ဒါနဲ့ပဲမီရှဲကသူ့ကိုရုံးကန်းတဲ့ကဗီဒိုတဲ့ကိုသွားဝင်ခိုင်းလိုက်တယ်အဲ့ဒီဗီဒီယိုကတိဝက်တယ်လီပိုတာဖြစ်ပြီးသူတို့နှစ်ယောက်ရောနှောမသွားဘူးတယောက်ချင်းသွားရမယ်လို့ပြောပါတယ်တတိကအထက်ကိုဝင်ဗီဒီယိုတကားကိုပိတ်လိုက်တာနဲ့ကုတ်တီကိုနှိမ့်လို့လှုပ်ချင်ဗီဒီယိုတဲကတတိရဲ့ဘုံပေါက်ခွဲလွန့်ထွက်လာတဲ့တတိရဲ့ခေါင်းပြက်ကမီရှဲကိုလာထိမှန်သွားလို့သူပါသတိလစ်သွားပါတယ်နောက်ပိုင်းမှာမီရှဲဟာလူနာတင်ရင်ပေါ်မှာနိုးလာပြီးပြန်လဲထွက်ပြေးပြီးသူ့ရုံးကနဲ့ကိုထော့နဲ့ထော့နဲ့နဲ့ပြန်ဝင်သွားတယ် နောက်တော့ဂလန်တွက်ဆက်ကိုယူဗီဒီယိုထဲဝင်လိုက်ပြီးလာကျက်တာနဲ့သူ့ရဲ့ဂျိုသားရင်တွင်းကအိုင်တခုတည်းကနေဝါးကနေပေါ်လာပါတော့တယ်အဲ့ဒီရင်ဟာတက်တီကွန်ပျူတာနဲ့ပုံဖော်ခဲ့တဲ့ရင်ပုံစံတိုင်းပါဘူးရင်ပေါ်ရောက်တော့တခြားဂျိုသားတွေကသူ့ရဲ့ခေါင်းကစပင်းတွေကိုရိတ်ထားလို့အစောပိုင်းကချိတ်ဆက်လို့မရခဲ့ဘူးလို့အစီရင်ခံတယ်လူသားတွေပေါ်လုတ်ခဲ့တဲ့စမ်းသပ်မှုတွေအားလုံးကြာရှုံးခဲ့ပြီးအောင်မြင်မှုက0%လို့အစီရင်ခံပါတယ် အဲ့ဒီအချိန်ရောက်တော့မှမီရှက်ဟာတကယ်တမ်းကျတော့ဂျိုသားတွေအားလုံးရဲ့အေဂရီအစ်စ်ဖြစ်နေတာတွေ့ရပါတယ်။ဒီစကားလုံးယူကြောင်ကြောင်လို့ထင်ရတဲ့တတိယအပြောတွေစမ်းသပ်ချက်တွေကအခုတော့သွေးထွက်အောင်မှန်နေတာမြင်ရပါတယ်။ဒါပေမဲ့တတိယယူဆကတော့မှားနေပါတယ်။ဂျိုသားတွေကသူတို့ရဲ့ဘာသာစကားကိုပြောပြီးပေါ်ပြတဲ့အခါမှာကျွန်ုပ်တို့ဆိုတဲ့စကားလုံးကိုအသုံးပြုကြတယ်။ဒါဟာသိရေးကြီးတဲ့စကားပါ။သူတို့ဘလောက်ထိအုပ်စုဖွဲ့ညီညီညွတ်ညွတ်နဲ့လောက်ကင်နေကြတဲ့မျိုးနွယ်ဆိုတာကိုပြသနေတာပါ။ သူတို့ဟာလူသားတွေကိုတဘာဝနဲ့သာသာတဖြစ်အောင်ဖန်တီးခဲ့ကြပြီမဲ့လူသားတွေကမရဂျိုသားတွေကသူတို့ကိုသူတို့ကျွန်ုပ်တို့လိုရည်ညွှန်းပြီးဘာမဆိုအများအတွက်ပြားတွေလိုစူပေါင်းလှုပ်ဆောင်ကြပြီမဲ့လူသားတွေကတော့ငါငါဟာဆိုပြီးတကူကောင်းစိတ်ကိုပဲရှည်တန်းတင်စဉ်းစားကြတယ်အခုတော့ဂျိုသားတွေရဲ့စေတနာလူသားတွေပေါ်အရာမထင်တော့ပါဘူးသူတို့ရဲ့စက်သက်မှုအလုံးကြာဆုံးခဲ့ပြီမို့အေဂရီမီရှဲတယောက်ဆုံးဖြတ်ချက်ချဖို့အချိန်တန်ပြီလို့ဝိုင်းပြောကြတယ် ဂျန်နဲ့ဂျိုသားတွေအားလုံးထွက်သွားချိန်မှာမီရှယ်ကအခန်းလယ်မှာရှိနေတဲ့ကဘာမြေပုံစံတစ်ခုစီရှောက်သွားလိုက်တယ်။သူဟာဒုံနဲ့ဒူးတဲ့အရာတစ်ခုကိုအသုံးပြုပြီးကဘာမြေရဲ့အပေါ်ပိုင်းမှာအုံမိုးထားတဲ့ပူပေါင်းလိုရာဒါမှမဟုတ်အိုဆုံးလွာကိုထိုးဖောက်လိုက်ပါလေ။အဲဒီနောက်ကဘာဂျိုကိုဝမ်းနဲ့စွာကြည့်လိုက်ပြီးတဲ့နောက်အတကြည့်ပြီးယံလိုတဲ့ကဘာဝပဝန်းကျင်ကိုဖျက်ဆီးတဲ့စစ်မှတ်တွေခင်းဖို့သာအားပြိုင်နေတဲ့လူသားတွေအားလုံးတေဆုံး ပြားတွေပါဝင်ဂျန်တဲ့လိပ်စံတွေအားလုံးကတော့အသက်ရှင်လျက်ကြံ့ရည်ခဲတာကိုပြတ်တရင်ဇလတ်ဟာပြီးဆုံးသွားပါတယ်။ဒီရုပ်ရှင်ဟာကိုရီးယားရုပ်ရှင်ကိုပြန်လဲရိုက်ကူးထားတာဖြစ်ပြီးမူရင်းစကားရဲ့အဆုံးသက်ကပုံမကြည်ခွဲမှုကောင်းပါတယ်။ကဘာကြီးတစ်ခုလုံးပောက်ကွဲသွားတဲ့အချိန်အဲ့ဒီမှာပြထားပါတယ်။စကားမီဘူဂိုနီယာဆိုတာဟာပြားမွေ့မြူရေးဆိုင်ရာရှေးအောင်ဒဏ္ဍာရီတစ်ခုကိုကြီးညွတ်တာပါ။ဒီတန်လာရီကပုံသွင်းနေတဲ့နွားသေးကောင်တွေကနေပြားသစ်တွေပေါ်ထွက်လာတယ်လို့ဆိုလိုတာပါ ဒါပုတ်တိုးတဲ့ကလည်းဘဝတစ်ခုပေါ်ထွန်းလာခြင်းကိုကိုစားပြုပြီးရုပ်ရှင်ဆုံးတက်မှာလူသားတွေအားလုံးပေဆုံးပြီးတဲ့နောက်ပြားတွေပြန်လဲရှင်သန်လာတာကိုပြသပြီးကဘာပေါ်မှာလူသားမပါတဲ့ဘဝတစ်ခု ပြန်လဲဆက်တင်လာကိုအရေးမြတ်ပြလိုက်တာပဲဖြစ်ပါတော့တယ်ကြည်ရှုနားဆင်ပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်